ပကြီးလိုမိသထားဆွေးလိုဒီသမီးလေးတွေကဒါမြမစုကာအီဒီကိုမှီခဲ့ကြတယ်အမားတို့လည်းဒါစုကာအီဒီကနေပြီးတော့ဒါအဆူလမ်းကြောင်းပေါ်ဆွဲတင်ပေးတဲ့ဒါအဆူဟိုပါပေါ့နော်စုကာအီဒီကလည်းတကယ်ကျေးဇူးရှင်ကြီးပါပဲတကယ်တမ်းပြောမယ်ဆိုရင်လင်းချမ်းသွန်လငါဟန်ပါပါတန်းစနာချီနီတူဒန်ကိုချက်ချင်းရဲ့နိဗ္ဗာန်သောတန်း နောက်နောက်အပေါ်တော့မြန်မာမြန်မာတချင်းဆိုမဲ့ကလေးတွေလည်းဒီလိုလေးလေးနက်နက်ကလေးပေါ့မဟာဂိတတချင်းတွေအရင်သင်ဟဲ့လားမဟာဂိတတချင်းလေးပမိုင်းနိုင်ဆိုမဟာကာလာပါကာလာပေါ်တချင်းအဲခေတ်တချင်းလေးတွေဒီလိုပေါ့နော်မျိုးစုံစုတတ်အောင်တော့လုပ်ရမယ်ပေါ့ဒီမှာလေးအိုမ ాయి ရကြတော့အခုလောလောဆယ်ကတော့ဟိုဆိုင်း မပျောက်ပြေတာမပြေတာတော့မိုင်းလည်းသိမ့်မသိဘူးเนาะဒါပေမဲ့ပြေးသက်ကတော့တကယ်တော့မိုင်းတို့လည်းတကယ်လေးလေးနက်နက်တီးပြဆိုပြနေတော့ပြေးသက်တွေကတော့လက်ခံတယ်မိုင်းတို့သွားတဲ့ပွဲတိုင်းမှာတော့လက်ခံတယ်ဒါပေမဲ့အရင်ဟော့ဟော့ရန်ရန်ကြီးပေါ့เนาะအရင်ဟော့ဖြစ်လာတာပဲရှိတယ်ဒါပေမဲ့တပုတ်ဆိုပြန်တပုတ်သူတို့ကြိုက်တယ်အဲ့လိုမျိုးကြီးတော့ရှိတယ်ဒါပေမဲ့လည်း ဟိုမိုင်းတို့မြန်မာတန်တချင်းတွေကတော့အဲ့လိုပေါ့နော်လေးလေးနက်နက်မဆိုးမဆိုးမှာတော့စိုးရိမ်စိတ်ရှိတယ်လေးလေးနက်နက်တော့စိုးစေးခြင်းတယ်ကိုကမပိုင်နိုင်သေးဘူးဆိုရင်တကယ်ခခနနတင် जा ပြတ်တတ်နိုင်တဲ့ဆရာတွေကဆရာတွေလည်းရှိတယ်အခုခေတ်ကအရန်ပညာယူရတာအရန်လွယ်ပြီလေဒီလိုတက်ဟာ YouTube တို့ဟလာဒီလိုလေ online ပေါ်မှာတင် जा လို့ရတဲ့ဆရာတွေရှိတဲ့အတွက်အဲ့ဒါမျိုးတောင်မြန်မာတချင်းတွေကိုလေးလေးနက်နက်စိုးပါ เนาะဟိုဘယ်လိုခေါမလဲလှုပ်တစ်ခုလှုပ်ပြီဆိုရင်ဘာလှုပ်ပဲလှုပ်လို့ပေါ့ညီမလေးရဟုတ်တယ်မလားဟိုတကယ်ရေစီးချောင်းကိုအရင်ဆုံးဘယ်ကနေစင်းသက်လာတဲ့ချင်းတပုတ်ရဲ့ဟိုတမိုင်းစင်အားစာရှိတယ်ပေါ့ဒါမျိုးလေးလေးလေးနက်နက်ကလေးလေ့လာပြီးတော့မှရေသူတွေဆိုသူတွေရဲ့သူတို့ရဲ့ဟိုဘယ်လိုခေါမလဲဟိုဟိုတမိုင်းကိုလေ့လာပြီးတော့မှဆိုရင်ပို့ပြီးတော့ဒါအော်ဒါရေးတဲ့လူကလည်းအရင်ဆုံးတချင်းတစ်ပုတ်ရေးပြီးဆိုရင်ရင်ထဲကိုရောက်ပြီးမှရေးတာသူ့ရဲ့ရင်ထဲရောက်ထားတဲ့ပညာတစ်ခုကိုဆိုတဲ့လူကိုပေးတယ် အရေးကရေးစရာတွေကတကယ်တော့ main ဟုတ်တယ်မလားဆိုတဲ့လူတွေကလည်းတကယ်လေးလေးနက်နက်စိုးခဲ့တဲ့အတွက်သူတို့မှာဂန္ဓဝင်အစူတော်တွေဂန္ဓဝင်တခြင်းတွေဆိုတာဖြစ်လာကြတယ်အဲ့လိုဖြစ်စေချင်ပါတယ်လို့မာရည်ရဆန္ဒမှာလဲ ်မိချစ်တဲ့တို့အခုနောက်နောက်တကခင်ဘိုးပကြီးတို့မိသထားဆွေးတို့ဒီသမီးလေးတွေကဒါမြမစုကိုင်ဒီကိုမိခဲ့ကြတယ်အမားတို့လည်းဒါစုကိုင်ဒီကနေပြီးတော့ဒါအစိုးလမ်းကြောင်းပေါ်ဆွဲတင်ပေးတဲ့ဒါဟိုပါပေါ့နော်စုကိုင်ဒီကလည်းတကယ်ကျေးဇူးရှင်ကြီးပါပဲတကယ်တမ်းပြောမယ်ဆိုရင်တကယ်တမ်းကြစုကိုင်ဒီမှဆိုရင်ပညာရှင်တွေတွေ့ရတယ်ရှေခေရှေမူဟန်တချင်းတွေကိုပြန်ပြီးတော့သင်ကြားရတယ်လေ့လာရတယ်ဆိုခွင့်ရတယ်နော်ဒီကလေးတွေလည်းအခုဒီလိုတွေဆိုခဲ့ကြတယ်နော်အိုင်မဟာကြတချင်းတွေသူတို့ဆိုခဲ့ကြတယ်အဲအခုတရားတောင်းနေပါဒီမှာလဲသူတို့ပေါ့ ထပ်ပြီးတော့တင်ကြရင်းနဲ့တရားတောင်းတွေမှာလည်းသူရဲ့အတန်လေးတွေနဲ့သူ့အလေးနဲ့သူလည်းတော်တော်ကောင်းပါတယ်။နောက်နောက်အပေါ်တော့မြန်မာမြန်မာတချင်းဆိုမဲ့ကလေးတွေလည်းဒီလိုလေးလေးနက်နက်ကလေးပေါ့မဟာဂိတတချင်းတွေအရင်သင်ဟဲ့လားမဟာဂိတတချင်းလေးတွေပမိုင်နိုင်ဆိုမဟာကာလာပါကာလာပေါ်တချင်းအဲခေတ်တချင်းလေးတွေဒီလိုပေါ့နော်မျိုးစုံစုတတ်အောင်တော့လုပ်ရမယ်ပေါ့ညီမလေးရဲ့အဲမေတ္တာဆွေတို့အခုခင်ဗိုးပကြီးတို့ဟဲ့လားမေချစ်တဲ့တို့ဒီကလေးတွေလည်းတော်ပါတယ်တော်တယ်တော်တဲ့အတွက်သူတို့လိုပဲဖြစ်စေချင်ပါတယ် နောင်လာနောင်သားကလေးလေသူတို့မိញမ်းထားတယ်လို့သူတို့တင်ကြားခဲ့တယ်လို့နောက်ဘယ်ဘလူးဆရာကြီးနဲ့တင်ခဲ့လဲဘလူးတချင်းနေဆိုခဲ့လဲနောက်ဆိုမဲ့ကလေးတွေကလည်းအဲ့လိုလေ့လာစေခြင်းပါတယ်အဲအမကလေးတန်းကျောင်းသူဘွားမှာအဲတချင်းစဆိုရဲပေါ့အိုက်ခေတုံးကအမမေဆီရဲ့မာကြီးမေဆီရဲ့အဲဗဇွန်စိတ်ကလေးဘလူးငယ်ပင်လဲကူးတတ်တဲ့အဲအဲ့လိုချင်းလေးနောက်ခစ်အဲအဲ့လိုချင်းလေးညမာကြီးကစတာပြီးတော့ဆိုရဲနောက်တစ်ခါဆယ်တန်းအောင်တယ်ပေါ့ဆယ်တန်းအောင်တော့ရေချင်းမတက်ကတူတက်တယ်အဲ့လိုတက်ကတူတက်တဲ့အချိန်မှာအဲပထမနှစ်မှာပဲမဟာဂီတ ဖုံမုံသုံးလောင်းဆိုတဲ့တခြင်းနဲ့ရွှေတစိမ့်စရတယ်ပေါ့အဲဖုံမုံသုံးလောင်းကာလမဟာဂိရတွေမှာနောက်တစ်ခါလွမ်းရံဘူးအဲမဟာဂိရလွမ်းရံဘူးဆိုတော့ဝါဒုဝါဒနာဒုတိယဝါဒနာရှင်ဒုတိယတန်းပေါ့အဲအဲ့ဆင်မှာနောက်ဝါဒနာရှင်ပထမတန်းဆိုတာရှိရအရင်ကတော့ပညာရှင်ဝါဒနာရှင်ပေါ့အဲပညာရှင်အဆင့်မှာကာလဘောမဟာဂိတတွေရော နော်ရွှေတစိမ့်တွေရခဲ့တယ်ပေါ့ဒီမှာလေးရွှေတစိမ့်အားလုံးပေါင်း9စုရထားတယ်ပေါ့အခုလဲအလိုပဲ society ပြိုင်ပွဲတွေကြရင်ဟိုလူကုန်စာတီကုန်မှာမကြီးကအခုအမှတ်ပေးပေါ့နော်အကယ်ရက်လုပ်ပေးရတယ်ပေါ့ဒါလူကြီးတွေရဲ့ခိုင်းစေချက်တွေပေါ့နော်အလိုလေးလုပ်ရပါတယ်မွန်ပြည်မွန်ပြည်နယ်မှာလဲမွန်ပြည်နယ်တို့ဖမ်းပြီးဖမ်းကရင်ပြည်နယ်တို့မှာလဲတင်ကြားရေးတွေတွားလုပ်ရပါတယ်အဲ့မှာလဲကလေးတွေလဲသူကလေးနဲ့သူပေါ့နော်တန်းလေးတွေဝင်ပြီးစုတွေရပါတယ် အမားတို့ကတော့ဟိုကလေးတွေပြိုင်တဲ့အချိန်မှာတော့ဒါဟိုကိုလည်းသူတို့လိုပါပဲပြိုင်ပွဲဝင်ပြိုင်ပွဲပြိုင်ရတယ်ဆိုတဲ့ကွာလေရင်ခုန်ရတာပေါ့နော်ဟိုကိုအမှန်ပေးချင်းအမှန်ပေးရတဲ့အချိန်လဲဒီလိုပါပဲအော်ကလေးတွေဆိုကြတယ်ပြိုင်ကြတယ်အော်ငါတို့ကိုဘွားကလည်းပြန်တွေးပြီတယ်အော်ကိုမမပြန်ပဲနဲ့ဟိုကလေးကိုတင်တဲ့ကလေးတွေပြန်လို့ဆိုသူတို့နဲ့ဝိုင်းပြီးတော့ရင်ခုန်ပေးရတာပေါ့တဲ့မလားသူတို့ချောချောပြူစင်ပေါ်မှာဟလာဟိုပြိုင်နိုင်အောင်ဟဲ့ဘယ်လိုအမှားယွင်းမရှိအောင်ဟဲ့ဒီလိုလေးတွေတော့ဟိုဆူတောင်းပေးနေရင်ပါပါ